တော့ကျွန်တော်ကတယောက်တည်းပဲနေကျင်သေးတာအဲယူတော့မှဆိုရင်90ပြီမှစရတယ်ဒါကဒီမှာ40ပြီမှစမှာပဲဒါဘဝတော့မစသေးပါဘူးအစ်စနီယာဟုတ်နည်းနည်းလိုပါသေးတယ်မင်းကြီးကလည်းတော်တူးကြည့်တော့တာလေအိမ်မှာဟိုငငယ်လေးတွေကမင်းနဲ့တူတူဘူးခွဲလည်းမခွဲနိုင်ဘူးအဲအဲ့လိုမျိုးဆိုတော့တိတ်ပြီးတော့တွဲတဲ့ကြီးသားရဲ့ girlfriend ဆိုလို့ရှိရင်လည်းသူနဲ့အဆင်မပြေလို့ရှိရင်လည်းတော်ပုံမလင်းပြောရလေဒီခင်နာခင်နာမြင်လာလို့ရတယ်ရှစ်ဆက်ပြီးတော့ဒီစီးလေးကိုထပ်ပြီးတော့ကြော်လို့မရတော့ဘူးအဲအဲ့လိုမျိုးတော့

ဟိုရှိုးဘေးပဲလဲဒီနေ့မလုပ်တော့လို့ဆုံးဖြတ်လိုက်တယ်လေအော်မနေ့ကတော့ကျွန်တော်ဒီဟို live show လေးပေါ့နော်ကျွန်တော်ရဲ့သချင်းလေးတွေကျွန်တော်ဒီ amplify version လေးပြန်ဆိုပြီးတော့ကျွန်တော်မနေ့ကတော့အဲကျွန်တော်မွေးနေ့ကိုကျွန်တော်ချစ်တဲ့ခင်တဲ့လူတွေနဲ့ဖြတ်သန်းခဲ့တယ်ပေါ့နော်အော်ဒီနေ့ကျတော့ဟိုဟိုဒီနေ့ကျတော့ကျွန်တော်ကဒီဒီဆေးရုံတွေမှာပဲလှူမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဟုတ်ဟာသူကဆေးရုံမှာအဲ့ဒါမင်းကြီးတဲ့လူမျိုးဆိုငန်းတာွားတယ်ပြောတယ်အဲ့ဒီပြောရရလေ အဲ့တော့ဒီဆေးရုံလေးစဉ်းစားတော့ဒီဆေးရုံရတယ်ဘေးဆေးရုံမဖြစ်ဖြစ်လေလူဘဝအဓိကလူချင်းနေတာပေါ့အဲ့နဲ့ငါလူရောင်းမှန်းတာတာပဲတားရဲလို့မေလို့ဆေးရုံမှာနေရဆိုလို့ဒီများလူလာကြည့်ကိုလည်းလူချင်းတယ်လေဟုတ်ကဲ့ဒါလေးနဲ့မွေးနေတဲ့တိုက်ဆိုင်သွားတယ်အဲ့လိုလက်လူမေရပီတိတွေပြောင်းနေတာပျော်သွားတာပေါ့တမဲဟိုမေကြီးကမသိဘူးအော်မေကြီးကတင်းတစ်ကိုမွေးနေကိုကျွန်တော်ဘာလုပ်မလဲဆိုတာမေကြီးကမသိဘူး မသိဘူးဟိုနေ့ကမှသူ့ကိုပြောလိုက်တာသူတော်တော်ဝမ်းသာသွားတယ်အဲ့ဒါအကောင်းဆုံးပဲတဲ့ဟုတ်ဟုတ်ကျွန်တော်ဒီစင်းုံမှာရှိတဲ့အားလုံးလူနာတွေရောအကုန်လုံးကိုကျွန်တော်ဒီစတုတီတာအနေနဲ့ပေါ့နော်ဟိုနေ့လည်စာကြွေးမှာပေါ့စက်သားဟင်းနဲ့ထမင်းနဲ့ပေါ့ဟုတ်200 200လားမသိဘူး300လား200လားတော့မဟုတ်ဘူးစင်းဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အော်အလူနဲ့ဖြတ်သန်းတာပို့ပြီးတော့ပျော်တယ်အလူနဲ့ဖြတ်သန်းတာပို့ပြီးပျော်ပျော်ပါတယ်ဟုတ်အော်ပြောရမှာလားအသက်ကိုပြောရမှာလား38ပြ38ပြ ဖော်မင်းကြီးရတယ်ဝင်းနေတယ်ဒါလေးအောင်မြင်ပါစေဟုတ်ကဲ့အဲသူတို့ကောင်းနဲ့တွေ့ပါစေဟုတ်ကဲ့အမေကိုလည်းဒီတက်မကတီးကြပြီးတော့အမေစကားနားထောင်ပါစေဟုတ်ကဲ့နားတော့နားထောင်တယ်တကားတရံမတကားတရံမအာတကားတရံစိုးခြင်းလို့ဘာသာကြောင့်မလို့အမေကလေစကားလေးနားထောင်ဒီတက်မကနားထောင်ပါ ့မေးရတော့ချစ်တယ်အဲယောက်ျားလေးဆိုတခါတလေကြလို့ရယ်ဟိုပါဖြစ်တာပေါ့နော်ဘဇူထိုးလေးတွေရှိတာပေါ့အမေရကငါကလိုက်ပြီးတော့တိတ်မက်ပြရတာပေါ့ဒါလေးဘလိုနေဘလိုတားကိုပြည့်ကျင်တဲ့ပုံစံပေါ့နော်ဟာအခုကတော့သူကအသက်ရွယ်ရလားဖာတော့တော်တော်လေးကိုရင့်လည်ရင့်ကျပါဘူးအဲအမေစိတ်ဆိုးလို့စူလည်းပြန်မပြောဘူး။ကောင်းကြအမေတို့ကလည်းပါညာလို့ပြန်ပြောတယ်။ပြန်မပြောဘူးနားလည်းမထောင်ဘူးပြောနေတာ။ဟုတ်ပါဘူး။ပြန်လည်းမပြောတော့မေဘူး။ နေဒေါသရေးပဲငါဒေါသဖြစ်နေတော့တငိမ့်နေပြီးတော့မှသူလှုပ်ချင်တာလှုပ်တယ်အဲ့လိုဖြစ်နေအယူတော့မှာဆိုရင်90ပြီမှစရတယ်ဒါဒီမှာ40ပြီမှစမှာပဲဒါဘဝတော့မစသေးပါဘူးအစ်စနီယန်ဟုတ်နည်းနည်းလိုပါသေးတယ်သူများတော့တော့မသိဘူးကျွန်တော်တို့ကကျွန်တော်ကကြတော့ဘယ်လိုလဲဆိုတော့ပြန်လဲမငယ်ခြင်းတော့ဘူးကျွန်တော်အတိတ်တွေအကုန်လုံးလဲမေ့ပလိုက်ပြန်လဲမငယ်ခြင်းတော့ဘူးဒါပေမဲ့အဲကြီးလဲမကြီးခြင်းတော့ဘူး ဒီနေရာလေးမှာပဲဒီဒီဒီလေးနဲ့ရက်တန့်ကျင်တယ်ဟုတ်ဟုတ်အကျိုးတွေကိုထားခဲ့တော့ကောင်းကောင်းဖို့ပဲဟုတ်ဟုတ်ဟုတ်ကောင်းအောင်ပဲလုပ်သွားမယ်ကောင်းအောင်ပြေးသွားမယ်ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်ကဲ့ကျွန်တော်ဖြစ်ချင်တာကြီးကျွန်တော်မလုံးဝသေးတာကြီးဖြစ်တင်တာကြီးအများကြီးရှိပါသေးတယ်အဲ့အတွက်ကျွန်တော်ကဟိုအများကြီးစူးစမ်းစူးစမ်းအောင်မယ်လေ MTV ဆိုလို့ရှိရင်လည်းကျွန်တော်အရင်တော့တချင်းနေတာရှိတာဟို MTV ကျွန်တော်ကျွန်တော်အဲ့လိုမရိုက်ခဲ့ရအောင်အဲ MTV ရိုက်ရတဲ့အချိန်ကျတော့မှအဲ့ကျတော့မှကိုယ့်ရဲ့အားနည်းချက်တွေကိုတည်တယ် ခုအဲ့ဒီသင်းလေးကမကြခင်ထွက်တော့မှာပေါ့နော်။အော်မင်းသမီးကလည်းတကယ်တကယ်ဝါရင်မင်းသမီးနဲ့ဆိုရဲခါကြတော့လေနော်ဟိုနည်းလေးပေါ့နော်။ तू ကတော့ကျွန်တော်တော့ဟိုတွဲခေါ်ပါတယ်။တွဲခေါ်ပါ။ဒီလိုလို तू ကတော့အရန်ဟိုတော်တော်ပါတယ်။အာကျွန်တော်ကဟိုဟိုအကျင့်သားမရသေးတာပေါ့နော်။နှစ်နှစ်တည်းအများကြီးကြာနေပြီဆိုတော့အခုမှပြန်ရဲရဲခါကြတော့အခက်ခဲလေးတော့ရှိပါတယ်။အော်ဒါပေမဲ့ဒီဒီ MV လေးလည်းဟိုထွက်လာလို့ရှိလို့ရှင်လဲဟို ဟိုပြည်သက်တွေဟိုဝေဖန်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့။ तू ကတရုတ်ငဟိုတွေကတရုတ်မဆောင်ဘူးကြည်ရလား။ဟုတ်ကဲ့။အမျိုးကြည့်နေတာ။တင်းတဲ့တိုင်းသားတင်းတင်းနောက်ဆုံးကျတော့ဘောကဖြစ်သွားတာပေါ့အဆင်ပြေသွားပါတယ်။ကိုတင်းတဲ့တိုင်းပဲဖြစ်သွားတာပေါ့။မလေးတော်အဲ့တော့မှပေါ်သေးတာပေါ့ကျင်းဖို့ရရတာမလွယ်ဘူးနော်။ဟုတ်ကဲ့။အများပင်ပန်းတာ။ကြည့်တယ်လူရောသူတရုတ်ဆောင်ရတာရော။အဲ့နောက်ဆုံးကျတော့အဆင်ပြေသွားပါလား။နောက်ဆုံးကျငိုချပလိုက်တယ်လေ။ ငိုချမလိုက်တယ်ဘာဖြစ်လို့တော့ပင်မန်းနေပြီသူတို့ပြောသမျှလည်းကျွန်တော်ကမရအောင်မရတော့ကျွန်တော်ကကျွန်တော်အားမရအားမရနောက်ဆုံးနောက်ဆုံးခန်းလဲတကယ်ငိုချပလိုက်တယ်ကျွန်တော်အလုံးဝငိတ်ရင်စင်းနဲ့ငိုချပလိုက်တယ်သူကလေလေပဲတရှင်းတက်ဆိုသလိုဆိုလို့ရမှာအောင်မိတာလေသူကဘယ်လိုပါမလဲတရုတ်ဆောင်တာတွေဘာလဲဘာမှမရှိဘူးအဲ့နေကြတော့မှအဲ့မှာဇက်ခွင်းမှာဟိုငိုလိုက်ရီလိုက်အာကျစ်လိုက်မုန်းလိုက်အဲ့လိုမျိုးအာဒီချိုးပဲသွားတယ်လိုက်နိုင်လိုက်တယ်အခုကျတော့မလိုက်နိုင်တော့ဘူးလေ အရာနေပဲပုံးတလုံးနဲ့သားရပဲရောက်ပြီလေအသာစင်ပြီလားဒါသာပြေးတက်ပြီအားပြေးလားအမေရတော့ထူတောင်းပေးနေရတာပေါ့အရာနေပြီလေ။ तू ပြည်တွင်းဆိုလို့ရှိရင် तू တော်နံပွဲကြိုင် तू လိုက်တယ်။ तू တမဲဟိုပြည်ပတို့ဟိုခီးတွေပါကြတော့ तू မလိုက်နိုင်ဘူး။မလိုက်နိုင်မလိုက်နိုင်လို့လိုက်နိုင်ရင်လိုက်အောင်ပါ။နေပြည်တော်ကတော့သူလိုက်နိုင်သေးတယ်လိုက်သေးတယ်အခုချိန်ဒီအခုချိန်ဒီကျွန်တော်အမေကဟိုမွေးတာလဲဟိုတားတယောက်တည်းမွေးတာတော့တားကလည်းဆူဆူလေးမွေးတာဆိုတော့လေဒီမှာ အခုချိန်ထိကိုလိုက်နေတော့မယ်အော်မော်လေးဆိုတော့လည်းသေးစားနေတော့ဗောဟုတ်လဲသူ့ရဲ့တခုအဲ့ဒါတော့ရွေးချယ်နေတော့မယ်ကျွန်တော်ကကျွန်တော်ကတယောက်တည်းပဲနေချင်သေးတာဒီတကယ်ဟဲ့အမေနဲ့ပွားနေနေကြလေပြန်လာမေးပွားကြီးအဲ့လိုမျိုးပဲအဲ့ဒီနေရာပေါ့အမေချွေးနေချွေးနေဆိုတော့သူကအဲ့ဒါမယူဖို့ဒီပါလေနည်းနည်းတော့ တိတ်ကမဝေးတယ်လို့တင်သေးတယ်ဟုတ်တယ်နေသားကြနေပြီဆိုတော့လေတယောက်တည်းနေသားကြနေပြီဆိုတော့ဘယ်လိုမျိုးနှစ်ယောက်ဖြစ်သွားရင်လည်းပြဿနာကြီးကညာတော့အဲ့ပြဿနာတွေကိုကျွန်တော်မလို့ရှင်တော့အားကြောင့်ကျွန်တော်ကတယောက်တည်းပဲနေချင်တော့ဟုတ်အိမ်မယူပြေးသွားရင်လည်းမင်းနဲ့မကွဲဘူးနော်အဲ့လိုမျိုးမင်းရနေမှာကန်တာဟုတ်ဖြစ်လာမှာပေါ့ easy ပေါ့ဖြစ်လာမှာပေါ့ကျွန်တော်40 40လောက်ကြောင်းပါပဲဟုတ်40လောက်ကြောင်းပါပဲကျွန်တော်အိမ်တော်ကြီးကိုစဉ်းစားမယ်လို့တော့စိတ်ကူးသားတယ်ဟုတ်လောလောဆယ်မှာကျွန်တော် ျွန်တော်ပြည်သက်တွေချင်းနေအများကြီးဆိုလိုက်ဦးမယ်လေနော်ချင်းနေကျွန်တော်ကျွန်တော်ရှိတဲ့အမှုပညာကိုကျွန်တော်ဟိုချပြရအောင်မယ်အော်တချင်းနေအများကြီးကျွန်တော်စုချင်ပါသေးရဲ့အားကြောင့်40ကျော်လောက်တော့မှပဲအိမ်တော်ကြီးကိုကျွန်တော်စဉ်းစားပါအောင်ဟုတ်အခုနေတော့တွေ့သေးပါအောင်တွေ့သေးပါအောင်အာတွေ့ခင်လို့ရှိရင်မိဆက်ပေးမှာပါဟုတ်ဟုတ်ဒီဟာလေးလူတယောက်နဲ့တယောက်လည်းဖူးစာဆိုတာလည်းပြောလို့မရအောင်လေရေဆက်ဆိုတာလည်းပြောလို့မရအောင်အဲ့တော့ဟိုကျွန်တော်ဘက်ကတော့ ဟိုယောက်ျားတယောက်အနေနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်ဘက်ကတော့ယောက်ျားပြပြတက်တက်အကျွန်တော်နေထိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့ထိုက်တဲ့မိန်းကလေးကသူ့အတူဟိုရောက်လာမှာပဲဆိုတော့ယုံကြည်ပါတယ်ဟာမိန်းကြီးကလည်းတော်တူးတူးတော့တားလေအိမ်မှာဟိုငငယ်လေးတွေကမိန်းနဲ့တူတူမူခွင်းလည်းမခွင်းနိုင်ဘူးအဲအဲ့လိုမျိုးဆိုတော့ဟို တိတ်ပြီးတော့ဟိုအိမ်အောင်ရေးသူ့ကိုလေတိတ်ပြီးတော့တွဲတဲ့ကြီးသားရဲ့ girlfriend ဆိုလို့ရှိရင်လည်းသူနဲ့အဆင်မပြေလို့ရှိရင်လည်းကျွန်တော်ပုံမလင်းပြောရလေဝင်လင်းပြောပြီးတော့အဆင်မပြေဘူးဆိုအဆင်မပြေဘူးအဆင်မပြေအဲ့လိုပဲပေါ့နော်ဒီခင်နာခင်နာမြင်လာလို့ရတယ်ရှစ်ဆက်ပြီးတော့ဒီစီးလေးကိုထပ်ပြီးတော့ကြော်လို့မရတော့ဘူးအဲ့အဲ့လိုမျိုးတော့အခုနောက်ပိုင်းအဲ့လိုမျိုးလေးတော့နေထိုင်ပါတယ်ဟုတ်ဘလူးပဲ ဟုတ်ဟုတ်အဲ့လေပါတယ်ကျွန်တော်ကြိုက်တာကျွန်တော်လည်းကြိုက်အောင်ပါလေအဲ့ကျွန်တော်ကျွန်တော်ကျွန်တော်လည်းတော်တော်လေးပေါ့အောင်ပါကျွန်တော်လည်းကြိုက်အောင်ပါလေကျွန်တော်ကြိုက်အောင်ပါမေးလဲဟွာပြေအောင်ပါမေးလဲသဘောကြအောင်ပါဗောနော်ဟုတ်ဟုတ်အော်သူနဲ့တန်နဲ့မိန်းကလေးတွေ့လာမှာပဲဟုတ်ဒီစစ်စစ်လေးတွေပဲသဘောကြတယ်အဖိုးကခေါ်ဆော့တယ်လည်းသိမ့်မကြိုက်ဘူးအာဟုတ်ဆိုဆိုတော့မင်းရဲ့မင်းကလေးတယောက်ပါလေအပြင်ပိုင်းမှာအပြင်ပိုင်းမှာကြည့်ုံနဲ့မတိနိုင်ဘူးမင်းကလေးတွေက ူ့ရဲ့အတွင်းစိတ်ကိုကျွန်တော်အဲ့လိုမျိုးကိမျက်စီပေါ့နော်ဟိုကျတော့ငါတို့လည်းတော့မသိကတော့မိပါတယ်အဲ့လိုမျိုးဘာဖြစ်ဖြစ်သူတို့ဖြစ်ပြတယ်ပါဝင်မျက်စီတော့မဘလို့လည်းမသိဟိုလည်းဝင်မလာခစ်ကတော့ခစ်ကတော့မတူတော့ဘူးပေါ့မိတို့မိတို့ခစ်တုံးကတော့မိတို့ခစ်အဲ့လိုမျိုးဟို အဲစကက်ဆိုလို့ရှိရင်လည်းဒီဒူးပုံးလေးတွေဝတ်ကြရဲပေါ့နော်အကုန်လုံးဒီဒီမှာဆိုလို့ရှိရင်လည်းအဖောင်းလေးတွေဗါလေတို့တွေကငငယ်လေးတွေကတို့အပြိုတော့အဲ့လိုပုံစံနေနဲ့အဲဒီဘက်ခေပုံစံနေနဲ့တော့ဟိုမတူတော့ဘူးပေါ့ဒါပေမဲ့မင်းအခုဒီဘက်ခေအခုခေကကြောင့်အပွားလေးဖြစ်စားတာတော်သေးရဲ့အခုကမင်းကလေးလုံးလုံးညုံညုံတော်တော်ဖြစ်သွားပြီနော်အဲလူငယ်နဲ့ဆယ်စုနှစ်လူငယ်နဲ့ဟုတ်တယ်ဆယ်စုနှစ်လောက်ကတော့ကျွန်တော်အတူအပြတ်တွေအရင်ခေစားတာလေး အခုအခုနောက်ပိုင်းကျတော့အခုအပွားခေတွေဖြစ်ကုန်ပြီဘုံလုံးလုံးစုံစုံနဲ့ဖြစ်ကုန်ပြီကျွန်တော်ရဲ့ဟိုမွေးနေ့ပွဲလေးကိုကျွန်တော်ဒီဟိုနားနှာခေါင်းလေချောင်းပေါ့နော်နားနှာခေါင်းလေချောင်းဆေးရုံမှာအာကျွန်တော်လူအယောက်ဟို200စာကိုကျွန်တော်ဒီ စတုကြည်တာပေါ့နော်ဟိုစက်တာဟင်းနဲ့ထမင်းကျွေးမှာဖြစ်ပါတယ်လှူဒန်းမှာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ခင်ဗျာချင်းရပြတဲ့ကြည်အားလုံးအာနောက်နှစ်ဒီမှာလည်းပြန်တွေ့ကြပါတယ်နော်အခုလည်းပြန်တွေ့ကြပါတယ်ဒီသချင်းတွေအများကြီးလည်းဆိုပါဦးမယ်အားလုံးလည်းအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဟုတ်ဟုတ်